ာနယ်လေးမှာဖတ်လိုက်ရတယ်ဗျာငွေဥသီးနှစ်ပိုင်းပြတ်တာဘယ်ပိုင်းပြည့်စက်တယ်ဟုတ်တယ်ကျွန်တော်လည်းလက်ခံတယ်အဲပြည်စက်ရတဲ့အိပါတီကျွန်တော်တို့အမြင်နဲ့ပြောရင်ငွေဥသီးနှစ်ပိုင်းပြတ်တာပဲနှစ်ပိုင်းပြတ်တာဘယ်ပိုင်းပြည့်စက်မှာပဲဒါပေမဲ့လုံနီးလုံးဝဝိုင်းဆိုင်ရပြတ်တာတော့ကျွန်တော်တို့ဂရုစိုက်တင်တယ်လို့ထင်ပါတယ်ဒီကိစ္စမှာကံတွေဝါတဲ့အင်အားသုံးစွဲမှုဟာကျွန်တော်တို့နောင်နာကပါတီတွေအတွက်ကော န္တရာယ်ရှိတယ်လို့မြင်တယ်။တိတ်ထူးထူးခြားခြားကိစ္စကြီးတော့မဟုတ်ဘူးကျွန်တော်တို့တိုင်းပြည်မှာကစစ်အာဏာရှင်တခြားလို့စစ်အာဏာရှင်ခေတ်တခြားလို့မှာပေါ့နော်။ဟိုမတဲ့တဲ့သူတို့ဘေးဖယ်ထုတ်မဲ့သူဆိုလို့ရှိရင်အတာတကားတွေအများကြီးရှိပါတယ်။ဥခင်ညုံကအဆောက်ပေါ့နော်။နာမည်ကြီးဆုံးကဥခင်ညုံ။နောက်အခြားခြားသောပုဂ္ဂိုလ်တွေအများအများအများရှိတယ်။ဒီအာနာအာနာရထိပ်ပိုင်းကောင်းဆောင်တွေကိုပဲဟိုသူနဲ့အပေါင်းပါအုပ်စုတစုလုံးကိုဖယ်လိုက်တဲ့ကိစ္စမျိုးတွေအစည်းအဝေးလုပ်တဲ့အချိန်ပေါ့နောက်တခါအစည်းအဝေးလုပ်တဲ့အခင်းချင်းပေါ့။အစည်းအဝေးလုပ်တဲ့အချိန်ကညနေတကောင်ဖြစ်နေတယ်။နောက်တခါ လုပ်တဲ့အစည်းအဝေးကလည်းဟိုဒီရဲရင်အအလွန်ကျွန်းသုံးပြီးတော့မှဒါလုပ်နေတယ်ဆိုတော့ဒါကျွန်တော်အမြင်ကတော့ဒီမိုကရေစီရေးမှာအင်တန်ဆိုးရင်ကြာကောင်းတဲ့ငါနဲ့ငါဆော့ဖတ်မှုတစ်ခုကိုစာနေပြီလို့ကျွန်တော်တို့ပြောခြင်းတယ်အဲ့တော့ဒီပုံစံကိုကြည်ချင်းအားဖြင့်ကျွန်တော်တို့တိုင်းပြအရင်တိုင်းပဲနိုင်ငံရေးနဲ့ပတ်သက်လာနိုင်ငံရေးအကျိုးစီးပွားနဲ့ပတ်သက်လာရင်အာဏာနဲ့ပတ်သက်လာလို့ရှိရင်ဘယ်သူဘယ်သူမှမကြည့်ပါဘူးဟိုအရင်တိုင်းပဲအာဏာရှင်တွေကအာဏာရှင်ပုံစံတိုင်းပဲအကုန်လုံးကိုတင်သက်ဖို့စူးစမ်းထားတယ်လို့ကျွန်တော်မြင်ပါတယ် သူတို့ဘက်ကနိုင်ငံရေးလဲကွက်တစ်ခုကိုပြုလုပ်တယ်လို့ပဲကျွန်တော်တို့ကတော့မြင်ပါတယ်။အဲနောက်တစ်ခုအနေနဲ့ကတော့ဒီဒီလိုကိစ္စမျိုးမှာဈေးအရာများပြားတုံးပြီးတော့ဒီပါတီခေါင်းဆောင်ပိုင်းကိုအချိန်မြောင်လုပ်တယ်ဆိုတာပြည်သူလူထုကိုအာယုံဆိုင်အောင်လုပ်တယ်နောက်ပြီးတော့အထိတ်ကလန့်ဖြစ်အောင်လုပ်တယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်ဗျ။သူတို့အာနာရှင်မှာကသူကလွဲလို့ကြံတဲ့လူတွေကသူ့ကိုထောက်ပံ့ပေးတဲ့လူပဲလူလား။သူ့ကိုပြန်ကလန့်မဲ့လူမလို့လား။ နောက် तू ကလွှဲပြီးနောက်တစ်ယောက်ကိုထပ်ပြီးတက်လာနေဘူးအတွက်လက်ညောင်းနေကိုအမှန်တကယ်အကုန်ပိတ်ထားတယ်ဒါအာနာရှင်စနစ်အဲ့တော့ဟိုတဖွဲ့လေးရပဲဖြစ်ဖြစ်ဘလောက်ပဲရင်းနှီးနေပြီးဒီဘလောက်ပဲနှိမ့်ရှည်လာမှာလောက်ကင်နေပြီးအဲတယောက်တစ်ယောက်ပခုံးချင်းရှင်လာခဲ့လို့ရှင်တော့တိုက်ချမှာပဲ အဲဆိုဟိုဒီကြံ့ခိုင်ရေးပါတီထဲမှာတော့အိုက်စနစ်ကအခွက်ကြီးအသက်ဝင်နေသေးတယ်ဟိုကျမကြီးကြီးမမကြီးပေါ့နော်အချင်းချတာမျိုးတော့မလုံသေးတာတော့တွေ့ရသေးတယ်ဒါပေမဲ့ဟိုခုနပြောသလိုတခြားအခြားတော့သူနဲ့ဆက်ဆက်ပတ်နေဆက်ဆက်ပတ်သက်တဲ့လူတွေသူတို့ရဲ့လက်တွေခြေတွေကိုဖြတ်တာမျိုးအကိုင်းခုတ်ခတ်တွေကိုဖြတ်တာမျိုးတွေတွေ့ရတယ်တိတ်မထူဆန်းဘူးကျွန်တော်ဘက်ကသာသူတို့ရဲ့အချက်ကိုယူပြီးတော့ကိုယ့်ရဲ့အားသာချက်အနေနဲ့ပြန်ပြီးတော့အားသာချက်ကောင်းအောင်လို့ရွေးကောက်ပွဲမှာပုံပြီးခြေနေကောင်းအောင်တိုင်းသားရင်နဲ့ပေါင်းအောင်ကွဲပြပြနေဆိုရရက်ဒီမှာပဲတရားထက်ဆွဲခံတာပြီးပိုးလာတာ ဲ့တော့အကွဲပြင်းကကျွန်တော်တို့တရားစီရင်ခံမှာဘောဘယ်လောက်ထိတက်ရောက်နိုင်လဲဆိုတော့ကျွန်တော်ထင်တယ်မရှိနိုင်ဘူးလို့ကျွန်တော်မြင်တယ်။ဘာလို့အားလုံးကကျွန်တော်တို့ဘသူတို့ရဲ့ဘုံကျိုးစည်းဝါးတွေသူတို့ရဲ့အာဏာကန့်ဆွဲလုံမှုတွေသူတို့ရဲ့ပစ္စည်းဥစ္စာတွေထိသိမ်းလုံမှုတွေတို့အတွက်ကြောင့်ကျွန်တော်တို့ကဘုံရန်သူဖြစ်ရှိနေအောင်ပါပဲ။နိုင်ငံရေးအင်အားစုတွေတက်ကြလို့ရှားသူတွေအားလုံးဒီဒီမိုကရေစီရေးတက်ကြလို့ရှားသူတွေအားလုံးဟာဒီလိုဘုံရန်သူဖြစ်သတ်မှတ်ရင်ခံအောင်ပါပဲ။အဲ့တော့ဟိုတိတ်တော့ထူးခြားလာမယ်လို့တော့ကျွန်တော်လည်းမထင်ပါဘူး။တိုင်းနာအင်အားစုတွေနဲ့ဒီမိုကရက်တစ်အင်အားစုနဲ့ပေါင်းပြီးအစိုးရဖွဲ့ရမျိုးကိုကျွန်တော်တို့ចောင်းသားတွေကပို့ပြီးလိုလားပါ။